မင်္ဂလာပါခီးသွွားချစ်သူတို့ရေဒီနေ့တော့ဩစတြေးလျကနေပြပောက်ကိုခီးသွွားဖို့စီစဉ်နေတဲ့မိသားစုတွေအတွက်အကောင်းဆုံးအချိန်ကာလတွေကိုဆွေးနွေးပေးသွားမှာပါဩစတြေးလျရဲ့ထူးခြားတဲ့ရာသီဥတုနဲ့ကြောင်းပိတ်ရက်တွေကခီးသွွားစီစဉ်ကိုဘယ်လိုလွှမ်းမိုးလဲဆိုတာကြည့်ရအောင်ဩစတြေးလျရဲ့ရာသီဥတုကမြောက်ဖက်ခြမ်းနဲ့ပြောင်းပြန်ပါဒီဇင်ဘာကနေဖေဖော်ဝါရီလအထိကနွေရာသီဖြစ်ပြီးအရှည်ဆုံးကြောင်းပိတ်ရက်ရှိပါတယ်ဇွန်လကနေဩဂုတ်လအထိကတော့ဆောင်းရာသီပေါ့ ဒီအချိန်ကမိသားစုတွေအတွက်အားလည်းရဲ့အရှိဆုံးမှုခီးသွားဖို့အကောင်းဆုံးလို့ထင်ရပါတယ်။ဒါပေမဲ့လူရဲများပြီးလေရင်လက်မှတ်နဲ့တဲခုခန်းတွေဈေးကြီးဆုံးအချိန်လည်းဖြစ်ပါတယ်။မြောက်ဖက်ချမ်းနိုင်ငံတွေမှာတော့စောင်းရသည်ဖြစ်နေပါပြီ။ဒီကာလတွေကတော့အားလည်းရဲ့အကြီးကြီးတွေမဟုတ်ပေမဲ့ခီးသွားဖို့အကောင်းဆုံးအချိန်လို့ပြောလို့ရပါတယ်။လူနေစည်းတတ်တာပြီးရာသီဥတုလည်းအသင့်တော်တဲ့နေရာများစွာရှိပါတယ်။ဥရောပနဲ့အာရှနိုင်ငံအများစုမှာတွေ့ဦးဒါမှမဟုတ်စောင်းဥကာလဖြစ်နေတတ်ပါတယ်။ ဩစတြေးလျမှာစောင်းရာသီဖြစ်ပေမဲ့မြောက်ဖက်ချမ်းနိုင်ငံတွေမှာတော့နွေရာသီအပြည့်အဝပါပဲဥရောပအမေရိကန်လိုနေရာတွေကိုသွားမယ်ဆိုရင်ဒီအချိန်ကအကောင်းဆုံးပါပဲဒါပေမဲ့အဲ့ဒီနိုင်ငံတွေမှာတော့ဖီးစီးဖြစ်လို့လူများပြီးဈေးကြီးနိုင်ပါတယ်အကောင်းဆုံးအချိန်ဆိုတာဘယ်နိုင်ငံကိုသွားခြင်းလဲဆိုတာပေါ်လဲမူတည်ပါတယ်ဥပမာ အရှိတောင်အာရှကိုမိုးရာသီရှောင်ပြီးသွားတင်တယ်လို့ဥရောပကိုရာသီဒါမှမဟုတ် shoulder season မှာသွားတာကိုကောင်းပါတယ်ကိုသွားမဲ့နေရာရဲ့ရာသီဥတုကိုကြိုလိလာပါချုပ်ပြောရရင်ဩစတြေးလျကနေပြပခီးသွားဖို့အကောင်းဆုံးအချိန်ကမိသားစုရဲ့ဦးစားပေးအပေါ်မူတည်ပါတယ်ဈေးတက်တာချင်းရင်လူနည်းချင်းရင် shoulder season ကိုရွေးပါအားလည်းရဲ့အရှိကြီးလိုချင်းရင်ရာသီပေးရက်ကိုရွေးပါဘဲချိန်မဲ့ဖြစ်ဖြစ်စနစ်တကျကြိုတင် season ဖို့က အရေးကြီးဆုံးပါပဲခီးတော့အစီအစဉ်တွေအားလုံးအဆင်ပြေကြပါစေ